ခုဝရိယအရာမှာဘာပြောခြင်းတော့ဆိုတော့ပင်စာဝုဒ္ဒဇ်ဆိုတာကိုအရင်ပြောခြင်းတယ်။တော့ယန္တပါရသော်ဘုရားလက်ထက်ကတရားဘာဝနာကြိုးစားအားထုတ်ဖို့တောရက်ကိုချင်းကပ်ပြီးတော့သွားတာ။တော့အားထုတ်တော်လေးပဲသူထင်တိုင်းခကြီးကမပေါ့။အဲ့ဒါနဲ့လုံလဝရိယကိုလျှော့ပြီးတော့ကြောင်းတော်ကိုပြန်လာတာ။သူလုံလဝရိယကိုလျှော့ပြီးတော့ပြန်လာတယ်ဆိုတဲ့သတင်းကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီယန္တော်ကိုရှေ့တော်မှာခေါ်ပြီးတော့ချက်တာဘာဖြစ်လို့လုံလဝရိယကိုလျှော့ရတာတော့ လုံလဝရိယဆိုတာဘယ်တော့မှမလျှော့အောင်မြေရန်ကြိုးစားနေရမယ်လဲတယ်ပြန်ထပဲနော်မြေရန်ထက်သန်တဲ့စိတ်နဲ့မရမချင်းကြိုးစားအထုတ်မှုဆိုတာရှိရမယ်အဲ့ဒီမှာမြတ်စွာဘုရားကရှေးသူတော်ကောင်းတွေဟာဘလို့အနေထားမျိုးမှာပဲရောက်နေတယ်နောက်ကိုတွန့်ဆုတ်တယ်ဆိုတာမရှိဘူးသူပြီးတော့ဘုရားလောင်းကမြတ်စွာဘုရားကကိုရောမြတ်ရဲ့အလောင်းတော်ဘဝက เนาะအနေအထားလေးတစ်ခုတွေ့ကြုံခဲ့ရတဲ့အခြေအနေလေးတစ်ခုကိုပြန်ပြီးတော့ဟောပြတော့အဲ့ဒီဘုရားမှာဦးဇင်းတို့ဘုရားလောင်းကြီးကเนาะဘယင်တစ်ပါးရဲ့เนาะသားတော်တစ်ပါးဖြစ်တယ်ပေါ့အဲ့တော့မွေးဖွားလာတဲ့အခါကျတော့လက္ခဏာဖတ်တဲ့ပုံကိုယ်တွေကိုခေါ်ပြီးတော့ဖတ်တဲ့အခါကျတော့ဒီမင်းသားဟာလက်နဲ့၅ပါးဖြင့်ထင်ရှားတဲ့မင်းတစ်ပါးဖြစ်လိမ့်မယ်လို့နမိတ်ဖတ်တယ်အဲ့ဒါနဲ့သူ့ကိုပင်စာဝုဒမင်းသားပင်စငါးခုအာဝုဒဆိုတာလက်နဲ့လက်နဲ့ငါးမျိုး အဲ့ဒါနဲ့အချိန်တန်ရွယ်ရောက်တဲ့အခါကျတော့သူ့ကိုတက္ကသိုလ်ပြည်ပညာသင်လွတ်တယ်။နောက်တက္ကသိုလ်ပြည်ကပညာသင်တဲ့အခါမှာသူဟာအဲ့ဒီလက်နှစ်တင်နဲ့ပတ်သက်ပြီးတော့နောက်အတ္တအဘုတ်အထုခုဒီလိုပညာရည်တွေကိုဆွဆွန်းတမန်တက်မြောက်တယ်ပေါ့။အဲ့ဒါနဲ့သူပညာတွေစုံပြီဆိုတော့သူ့ရမွေးရမြေကိုသူပြန်မယ်ဆိုတော့အဲ့ဒီမှာတက္ကသိုလ်ဆရာကြီးစီကနေပြီးတော့လေတွေမြားတွေတန်လေးရဲ့ပြီးတော့ဦးဇင်းတို့နောက်လက်ရိုက်ထုတ်လို့ခေါ်တဲ့ဒုတ်ကြီးတစ်ချောင်းလည်းသူပါတယ်။ နော်မြားတွေထည့်ထားတဲ့မြားတောက်ကြီးအိမ်ဆိုတာလည်းသူမှပါတယ်လက်နက်ကလေးကအဲ့ဒီခေအဲ့ဒီခါကအပြည့်အစုံပေါ့နော်အဲ့ဒါနဲ့သူလာတဲ့ခါကျတော့ရွာစဉ်အတိုင်းသွားမယ်ဆိုရင်ခီးကဝေးတယ်ဖြတ်ချမယ်ဆိုလို့ရှိရင်နီးတယ်ဒါပေမဲ့အဲ့ဒီဖြတ်လန်းကတော့အုပ်ကိုဖြတ်ရပဲအဲ့ဒါနဲ့အဲ့ဒီတော့အုပ်ကိုသူဖြတ်မယ်လို့ဆိုတော့တော့အုပ်ကမှရွာတရွာရှိတယ်အဲ့ဒီရွာကလူတွေကတင်းမင်းသာဒီတော့အုပ်ကိုမဖြတ်နဲ့ဒီတော့အုပ်ကလန်ခီးတူတာမှန်တော်လည်းပဲအန်ဒီအလွန်ကြီးတယ်ဟုတ် ဘာဖြစ်လို့လဲဆိုတော့အထူးသဖြင့်ဟောဒီတုံးအုပ်ထဲမှာဘလူးတကောင်ရှိတယ်哦။နော်အဲ့ဒီဘလူးကအလွန်မှဆိုးသွမ်းနေပေါ့။တင်ကြော်လွန်းနေမှာမဟုတ်ဘူး။တော့ဘုရားလောင်းကရတယ်။သူ့ရဲ့အားဆွမ်းကိုသူ့အပြည့်ဝယုံကြည်တယ်哦။အဲ့ဒါနဲ့အဲ့ဒီတုံးအုပ်ကိုဖျက်တယ်။ဖျက်တဲ့အခါကျတော့ကျွာသားတွေပြောတဲ့အတိုင်းပဲတုံးအုပ်လည်းရောက်ပြီးဆိုတော့အဲ့ဒီဘလူးနဲ့ပက်ပင်းမှတွေ့တယ်။ဘလူးကအရက်ကထမ်းမင်လောက်ရှိတယ်တဲ့။ မျက်လုံးတစ်လုံးတစ်လုံးကသပိတ်လောက်ရှိတယ်တဲ့စာရဲကြီးပြထားတာဟုတ်လားနော်အစွဲကငါပြောဖို့လောက်နဲ့နော်လက်တွေခြေတွေကမွဲပြီးတော့ဝမ်းပိုက်မှာကတော့ခက်ကြားကြားရှိတယ်တဲ့အဲ့ဒါဘယ်လိုကသူ့ကိုမိုးရက်ပြီးတော့ရှိကန်တင်တူသားရက်တန်ဟငါအစာဖြစ်ပြီလို့ပြောတယ်ပြောတဲ့အခါကျတော့ဘုရားလောင်းကသင်ဒီထဲမှာရှိနေမှာငါတိတယ်တဲ့တိရနေလားငါငါရဲ့အစွမ်းတက်တီကိုရာနှုန်းကြီးယုံကြည်မှုရှိတယ်ငါတင့်ကိုတစ်စက်မှမကြောက်ဘူးလို့ပြောတယ်တဲ့ ကြောင့်တင်တတိထားပြီးတော့သာငါ့ကိုချင်ကပ်နော်အဲ့ဒီမှာတင့်ကိုမြန်မြန်ဆန်းဆန်းတေးအောင်ငါအစီလူမြနဲ့ပြစ်မယ်ဆိုပြီးတော့မြားနဲ့အရင်ပြစ်တယ်ပြစ်တဲ့အခါကျတော့အဲ့ဒီဘလူကရိုးရိုးဘလူမဟုတ်သူ့ရဲ့အမွှေးတွေကအလွန်ကတ်တယ်လို့ဆိုတယ်ပြစ်လိုက်တဲ့မြားဟာအမွှေးမှာသွားပြီးတော့ကန့်ညင်းနေတယ်သူ့မမအဲ့ဒါမြားအစင်90ပါတယ်90သလုံးပြစ်လိုက်တယ်ပြစ်လိုက်တဲ့အခါကျတော့မြားတချောင်းမှမရှိတော့မရှိတဲ့အခါကျတော့ဘာလုပ်တော့ဆိုတော့အဲ့ဒီ မြားပြစ်တဲ့လေးကြီးနဲ့သူရိုက်တယ်အဲ့လေးကြီးလည်းကတ်သွားဘလူကတော့အံ့ဩနေတာပေါ့ဒီလိုရဲသွန်းတတိရှိတယ်တယောက်မှမသူမတွေ့ဘူးပေါ့အဲ့လေးကြီးကတ်သွားတဲ့အခါကျတော့အဲ့ဒီကြောကလွဲထားတဲ့အဲ့ဒီမြားတောင်းတဲ့တခါထက်ထုတယ်တဲ့အဲ့ဒါလည်းကတ်သွားရောအဲ့ဒါနဲ့နောက်တခါသူ့ရဲ့လက်ရိုက်တုပ်ရှိတယ်အဲ့ဒါနဲ့ရိုက်တယ်အဲ့ဒါလည်းကတ်သွားတယ်နောက်တန်လေးနဲ့ခုတ်တယ်တန်လေးလည်းကတ်သွားတယ်ဘာမှမကြံတော့သူ့လက်ထဲမှာနော်အဲ့ဒီမှာသူဘာပြောတော့ဆိုတော့ငါဒီလက်နဲ့တွေကိုအာကုပ်ပြီးတော့လာတာမဟုတ်ဘူးပေါ့ နော်ငါရဲ့ပင်ကိုအစွမ်းတက်တိကိုလည်းသင်ကြည်အောင်ဆိုတော့လက်သီးနဲ့ထိုးတယ်တဲ့ဟောလက်တစ်ဖက်ကတ်သွားနော်နောက်တစ်ဖက်ထပ်ပြီးတော့ထိုးတယ်နောက်တစ်ဖက်ကတ်သွားတယ်အဲ့ဒါနဲ့တစ်ခါခြေထောက်နဲ့ထပ်ပြီးတော့ကန်တယ်ခြေထောက်လက်ကတ်တယ်နောက်တစ်ချောင်းထပ်ကန်တယ်ကတ်သွားတယ်ခြေထောက်နှစ်ဖက်လက်နှစ်ဖက်ပေါ့အဲ့ဒါခေါင်းမဲကြံတော့ခေါင်းနဲ့တစ်ခါထပ်ပြီးတော့ဆောင်းလိုက်တယ်ခေါင်းမှာကတ်သွားတယ်ဘာမှလှုပ်လို့မရတော့အဲ့ဒါလည်းသူကမကြောက်ဘူးတဲ့နော်ဘာမှလှုပ်လို့မရတော့တာကိုသူကတော့မကြောက်သေးဘူး ဒီနေ့မှာဦးဇင်းတို့ပေးတဲ့ဘုံတို့ကောင်တို့ဝရိယဆိုတဲ့စကားလေးကိုဦးဇင်းနေနေပြောပြမယ်။ဝီရဆိုတာကနေဆင်းသက်လာတာလေ။ဝီရဆိုတာကဆိုရှဲရှင်းတာ။ဝရိယဆိုတာဦးဇင်းနားလေတလောက်ပေါ့လေ။အလုတ်ကိုမကြောက်တဲ့သဘော။ပြင်းနေဆိုတာလောက်အမှကြောက်တာ။ဟိုဘက်ကလှဲရှောင်းဒီဘက်ကလှဲရှောင်းတတ်တာလိုလေးပဲသူကနေကျင်တာ။နော်ဆရာကြီးဦးရွှေအောင်ပြောတာလေးလေဦးဇင်းကသဘောကျတယ်။ပြင်းနေဆိုတာတဏှာတစ်မျိုးပဲတဲ့။ တာတဲ့သဘောလေးကိုသူမက်မောတာတဲ့။ကဲဘယ်လောက်လေးနေတဲ့သဘောရှိတော့ပြင်းနေဆိုတာလောဘတမျိုးပဲနော်။တက်တောင်တက်တာနေရတာလေးကိုသူဘာဖြစ်နေလဲ။ကြိုက်နေတာ။ဟုတ်တယ်မို့လား။ဒါကရှုထောင်တမျိုးအခုပြောတဲ့ဥစဉ်ပြောတဲ့ဝီရရဲရင်ချင်းဆိုတာအလုတ်ကိုမကြောက်ဘူးလှုပ်လိုက်မှာပဲ။ပင်ပန်းတယ်ဘာဖြစ်တော့ပင်ပန်းတာမကြောက်ဘူး။မောတယ်မောဘာဖြစ်တော့မကြောက်ဘူး။နားတယ်နားဘာဖြစ်တော့မကြောက်ဘူး။ဟော။မကြောက်မှလူကလှုပ်တယ်။ခုတက္ကမတို့ဥစဉ်တို့မလှုပ်ဘူးဆိုတာ မလုံရဲဘူးဆိုတာလေးပါထည့်ဖို့ကောင်းပြင်းတယ်ဆိုတာပါတော့မလုံရဲဘူးအလုတ်ကိုချောင်းနေတာဟုတ်တယ်မဟုတ်လားအဲ့တော့ဒီဝရိယဆိုတာဘာလို့ရဲရင်တဲ့သူတွေရဲ့လုပ်ငန်းပဲတကယ်တမ်းကတော့ဟုတ်လားခုသူရဲရင်တယ်နော်ဘာမှသူထည့်ပြီးတော့ကိုမတွက်ဘူးဟုတ်လားအကုန်လုံးသူကတ်သွားပြီသူဘာမှမလုံနိုင်တော့ဘူးအဲ့ဒါကိုပဲသူကမကြောက်သေးဘူးဒီတိုင်းပဲ အဲ့ဒော့ဘလု့မမေးပဲကိုနေလို့မရငါတွေ့သမျှလူတွေထဲမှာသင်ဟာအထူးခြားဆုံးပဲတဲ့လူတွေအားလုံးတရားမှာကြောက်တဲ့လူကြီးပေါ့သင်ဘာလို့တရားမှာမကြောက်တာတော့အဲ့လိုပြောတဲ့အခါကျတော့မင်းသားကဘာပြောလဲဆိုတော့ငါတရားမှာဘာကြောက်ကြောက်အောင်မလုပ်နဲ့တတဝါတဘဝရလာရင်တခါတော့တရားသမြဲပဲတဲ့အခုမတရားရင်လည်းနောက်တရားမှာပဲတဲ့နှစ်ကြိမ်တရားတယ်လို့ရှိဘူးတဲ့တစ်ကြိမ်မတရားတော့ ဒါကြောင့်တေခြင်းတရားကိုကြောက်เสียမလို့ကြောက်လည်းပဲလွတ်မှာလဲမဟုတ်ဟုတ်လားဒါကငါမကြောက်ခြင်းရဲ့အကြောင်းတစ်ခုနောက်ထပ်မကြောက်ခြင်းရဲ့အကြောင်းတစ်ခုကငါရဲ့ဘိုက်သေးမှာဝရစိန်လက်နဲ့လိုဟာမျိုးရှိတယ်တဲ့တကယ်လို့သင်္ကန်းကိုစားမယ်ဆိုလို့ရှိရင်ငါတယောက်တည်းသေးမှာမဟုတ်သင်လည်းပဲအဲ့ဒီဝရစိန်လက်နဲ့ကိုစားမိတဲ့အတွက်ကြောင့်မကြည်တဲ့တယောက်သင်လည်းပဲသေးလိမ့်မယ်လို့ပြောတယ်တဲ့ဝရစိန်လက်နဲ့ဆိုတာသူကပညာကိုရည်ရွယ်ပြီးတော့ပြည့်ရင်နဲ့ပြောတာဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့ဘလူက ဩဒီလောက်ရဲရင်နဲ့လူချင်းသေးပေါ့ဟုတ်လောက်တယ်သူ့ရဲ့အသားကိုပင်းနောက်စီလောက်စားမယ်ဆိုတော့ငါကြည်မှာမဟုတ်ဘူးတော်တော်ကိုလှန့်သွားတယ်သူ့ကိုတစ်ဖက်ကတိုးမှမကြောက်ဘူးဆိုတော့တစ်ဖက်ကဒါကြောက်ရတဲ့သဘောရှိတာဒီခါလေးဦးစင်းစဉ်းစားကြည့်ပါလေနော်စိတ်ချင်းခွန်အားပြိုင်တဲ့သဘောမျိုးလည်းရှိတယ်ပေါ့စိတ်ကလုံးဝမကြောက်ဘူးဆိုရင်တင်မလာတေရောသူကတော့မရှုံးဘူးလို့ဆိုရတယ်ဟုတ်တယ်မဟုတ်လားမကြောက်ဘူးအဲ့ဒါနဲ့ ဘလူကไก่ဟုတ်ပြီတဲ့တင်ဟာအလွန်ထူးခြားတဲ့လူအလွန်ရဲကျင်းတဲ့လူတင်ဝင်ငါမစားဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကငါ့ကိုမစားတာလောက်နဲ့ငါမရသေးဘူးတဲ့တင်ဟာအရင်ဘဝကယုံညံ့တာတွေလှုပ်လို့အခုယုံညံ့တဲ့သူတစ်ပါးရဲ့သွေးသားကိုစားတဲ့ယုံညံ့တဲ့အမျိုးမှဖြစ်ရတာဒါကြောင့်တင်ကငါးပါးသီလအကြောင်းပြောမယ်ရှိတော့သူသီလပြောတယ်တရားဟောသေးတယ်တဲ့ဘလူကိုယဉ်ကျေးသွားစေသေးတယ်လို့ဆိုတယ်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီယဟန်ကိုအဲ့ဒီဇတ်တော်ကိုပြောပြတာဘာအကြောင်းကြောင့်မှ ွန့်ဆုတ်တယ်ဆိုတာမရှိဘူး။ဆုတ်နစ်တဲ့စိတ်မရှိဘူး။ဒါကြောင့်ဒီဟာလေးနဲ့နှိုင်းရှင်ပြီးတော့ဦးဇင်ကတွေးကြည့်သေးတယ်လား။ဒီမင်းသားဒီဘာကိုမှမကြောက်တယ်လို့ဒကာဓမ္မတို့ဦးဇင်တို့တွေဟာလည်းပဲကိုလှုပ်ရမယ့်အလုပ်ကိုမကြောက်ဘူးဆိုလို့ရှိရင်အလုပ်ခကြီးမတွင်ပေဘူးလား။တွင်တယ်နော်။ဒါကြောင့်ပေးတဲ့ပေါင်းတို့တုံးလာဝရိယကိုဘက်စုံတောင်းစုံကနေစဉ်းစားပြီးတော့ရှိအောင်ကြိုးစားရမယ်哦။ဒါကြောင့်ခုနကတုန်းကလုံလာဝရိယရဲ့အတိတ်ပဲလေးတွေကိုလည်းဦးဇင်းကမမေ့သေးခြင်းဘူးဟုတ်လား။ဆရာကြီးဦးရွှေအောင်ပြောတဲ့ နပြင်းတယ်ဆိုတာတတ္တမှုကိုမမောနေတဲ့လောဘတစ်မျိုးဆိုတဲ့စကားဟုတ်လားပြင်းနေတယ်ဆိုတာအလုတ်ကိုကြောက်နေတယ်ဆိုတဲ့သဘောဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့မမောလို့ပဲပြင်းပြင်းကြောက်လို့ပဲပြင်းပြင်းပြင်းနေရင်တော့ကိုရချင်တဲ့အကျိုးကျေးဇူးကိုမရနိုင်ဘူးလုံမသာနဲ့ရနိုင်မယ်ပေါ့